ရှမ်းပြည်နယ်မြောက်ပိုင်းနာရှုမြို့ကိုတရုတ်ရဲ့ဖိအားပေးကြောင်းဝင်ဆေးဆက်မှုကြောင့်စစ်ကောင်စီတပ်တွေမျိုးတွင်းဝင်ရောက်လာပေမဲ့လည်းအရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခပြန်လည်ဖြစ်ပေါ်လာဖို့မရှိဘူးလို့ဒေသခံတွေအပြင်စင်ကောင်စီနဲ့နီးစပ်သူတွေထံကသိရပါဗျ။နာရှုမျိုးကို ကိုကန့်တက်မရော MNDA ကထိန်းချုပ်ထားခဲ့ရကပြီးခဲ့တဲ့ April 18ရက်ကစပြီးပြန်လည်ဆုတ်ခွာပေးခဲ့ရကစစ်ကောင်စီတပ်တွေရင်းနှန်းတွေနဲ့ဝင်ရောက်လာပြီး လက်ရှိမှာအဆင်ပြေသလိုနေထိုင်နေရတယ်လို့သိရပါတယ်။ကြားရသလောက်ရမခစစ်ထဏာချုပ်ကိုလာရှိုးပြန်မထားပါ။နောက်ဆုတ်ပြီးထားမယ်ထင်တယ်။အရင်ကတော့တန်ရန်ဘက်မှာလူပြန်စုထားတယ်လို့အစိုးရအကြောင်းအရာကိုသိရှိထားတဲ့နှစ်ဖက်တိုင်းဝိုင်းနဲ့နှိစက်သူတူက ERI Times ကိုပြောပါရယ်။စစ်ကောင်စီကမြန်မာအယူအယရှုံးပြီးတဲ့နေရာတစ်ခုမှာရမခကိုပြန်မထမ်းခြင်းနဲ့သဘောဖြစ်နိုင်တယ်လို့တိုင်းစစ်ဌာနချုပ်ဟာလည်းခန္ဓာကြီးတစ်ခုလိုတိစောက်ထားခြင်းမဟုတ်ဘဲ အမိန်ပေးရေးစစ်ဌာနချုပ်ပင်ဖြစ်ကြောင်း၎င်းကတုံးသက်ပြောဆိုပါရယ်။ဒါအပြင်မြို့တွင်းရှိဌာနဆိုင်ရာရုံးတွေမှာလည်းစစ်ကောင်စီရဲ့နေကြောင်းလက်နက်ကြီး drone တို့နဲ့ပစ်ခတ်မှုအပြင်တိုက်ပွဲတွေကြောင်းထိခိုက်ပျက်စီးမှုတွေရှိပြီးအတုံးမပြူတော့တဲ့အတွက်ချုံနယ်တွေထူထပ်နေတယ်လို့သိရပါရယ်။ဌာနဆိုင်ရာရုံးတွေကလည်းသူတို့စစ်ကောင်စီပြန်ထိုင်နိုင်မဲ့အခြေအနေမျိုးတော့မရှိသေးဘူး။ သူတို့လူတွေတော့ရောင်းနေပြီဒါပေမဲ့သူတို့ပြင်ဆင်ရမှာရိအများကြီးရှိနေတယ်လို့ဒေသခံမျိုးသားတူက ER Times ကိုပြောပါရယ်လက်ရှိမှာလာရှုံမြို့တွင်ကိုစစ်ကောင်စီတပ်တွေနဲ့အုပ်ချုပ်ရေးဖွဲ့တွေရောင်းရှိနေတဲ့ဆိုတဲ့အနေအထားမျိုးပဲရှိနေသေးတယ်လို့တဖက်မှာလည်းတရုတ်စိုးရဟိုးကန်တန်နဲ့စစ်ကောင်စီတို့သုံးဝင်းဆိုင်ဆွေးနွေးနေစေဖြစ်တယ်လို့သိရပါရယ်